ပြုဒီပေါ့နော်ဘိတုခပညာဆိုလို့ရှင်ဆိုင်ဒီကြောက်ခက်ခရရပါမဆိုင်ဒီနိုင်ငံထက်ကနေမှာအမှုပညာတွေကနေစခဲ့တယ်ပေါ့ဆိုင်ဒီအဲ့ဒါကြောင့်ဆိုင်ဒီဘိတုခပညာဆိုလို့ရှင်ပေါ့နော်ဆိုင်ဒီနိုင်ငံတနိုင်ငံရဲ့ဒါဟောပေါ့အယူဝါဒပြုလို့ရှင်ဆိုင်ဒီနိုင်ငံရဲ့အိုက်ခက်ခဲပေါ့နော်ဆိုင်ဒီအခြေအနေပြီးတော့သူ့ရဲ့ရင်ချင်းမှုဘလောက်မြင်မားကြောင်းပြသတယ်ပေါ့နော်ဆိုင်တမိုင်းကြောင်းဆိုင်ရာပညာရဲ့ဖြစ်တယ်ဆိုတဲ့အကြောင်းလို့လည်းဆိုင်ဒီအဲ့ဒါလေးကိုလည်းပြောပြပေးပါအောင်ရှင်ဟိုဘိတုခပညာရကတော့နှစ်ပိုင်းရှိပါတယ်ဘိတုခပညာဆိုတာကတော့ဒါက လေတံမိုးတံနိဗ္ဗူတံနော်အဲ့ဒီတံကိုကာကွယ်နိုင်အောင် ရှဲလ်တဲ့တစ်ခုလောက်တာအမိုးတစ်ခုရနေတယ်မိုးရွာရင်မိုးခိုလို့ရမယ်နိဗ္ဗူရင်အရိတ်ခိုလို့ရမယ်လေတိုက်ရင် လေကွယ်လို့ရမယ်ဆိုရင်အဲ့ဒါကတော့တာမန်ပိတုကဒါပေမဲ့လူမျိုးတွေမှာဒီရင်ကျင်းမှုကိုခံစားတတ်တဲ့စိတ်ဓာတ်ကလူမျိုးတစ်မျိုးနဲ့တစ်မျိုးမတူကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့မြန်မာအပါဝင်တိုင်းရင်းသားလူမျိုးအလုံးအား ခြင်းချင်းမှုကျွန်တော်တို့ခံစားရတယ်။မြန်မာပြည်မှာရှိတဲ့လူမျိုးအလုံးက folk art ကိုလေ့လာတဲ့အချိန်မှာရှာမှလည်းရှိတယ်၊ကရင်မှလည်းရှိတယ်၊မွန်မှလည်းရှိတယ်၊ရခိုင်မှရှိတယ်၊ချင်းမှရှိတယ်၊ကရင်မှရှိတယ်။အားလုံးပဲရှိနေတဲ့အတွက်ဒါပြည်တော်စုမြန်မာနိုင်ငံတော်တဲမှာမိတင်နေတိုင်းနဲ့ပြည်တော်စုသားအားလုံးမှရှိတဲ့အမှုပညာကိုခံစားရတဲ့စိတ်ကြောင့်ဒါတိုးတက်လာတယ် ။များများခံစားရတဲ့လူကတော့များများတိုးတက်တာပေါ့။ဟုတ်ကဲ့ပါဆရာ။ဆရာဒီပေါ့နော်ဆရာအထက်တန်းကျောင်းသားဘဝကလေးကနေမှဆရာဒီဘဘူးမှာဆိုလို့ရှိရင်လည်းဆရာလုပ်ငန်းခွင်ဝင်ခဲ့ရတယ်ပေါ့နော်။ဟုတ်ဆရာတက္ကသိုလ်ပြီးရချိန်မှာဆိုလို့ရှိရင်လည်းဒါကနေဒါနဲ့ဂျပန်မှာလုပ်ခဲ့တဲ့ expo တွေပါဝင်ပေါ့နော်ဆရာဒီဆရာကြီးရဲ့လှုပ်ဆောင်ချက်တွေကအများကြီးရှိပါတယ်ဆရာကြီး။ဟုတ်ကဲ့။အဲ့ဒီထဲမှာဆရာကြီးဆရာကြီးဘဝမှာပေါ့နော်ဆရာကြီးဂုံယူဆရာအကောင်းဆုံးပေါ့ဆရာကြီးဒီလှုပ်ဆောင်မှုကဘာများဖြစ်မလဲဆရာကြီး။အဲ့ကျောင်းသားလေးကိုလည်းပြပြပေးပါအောင်ရှင်။ဂုံယူဆရာအကောင်းဆုံးကအကောင်းကဘာကြည့်လဲဆိုနှစ်ပိုင်းခွဲပြလို့ရ။အရင်ဆုံးဘုဘူးပညာရပါ ပြောတဲ့ကဘူးပညာရပါခொနဲ့သုတုပြုပေါ့နော်စာပေစာရေးဆရာတရားကိုရှိကျင်တယ်ဆိုရင်နံပါတ်1စာအုပ်များများစုပါပဲစာရေးများများဖတ်ပြီးတော့မယ်စာရေးဆရာတော့ဘယ်လိုရေးတယ်မယ်စာရေးဆရာဘယ်လိုရေးတယ်ဆိုသူတို့အလိုက်ကိုသူကိုကသူတို့မှကိုကိုယ်တိုင်စူးစမ်းပြီးတော့ရေးသုတုပြုရှိတယ်လို့ပဲဘူးပညာကိုကျွန်တော်လုပ်တဲ့ခါမှာကျွန်တော်ပကံခိဘူးရှိသမျှမြင်မှုအောင်လိုက်ကြည့်တယ်ဘယ်နေရာဘယ်လောက်ခက်ခဲတဲ့နေရာဖြစ်ဖြစ် ရောက်အောင်သွားတယ်ဘလောက်ကုန်ကုန်ဝေကုန်ကြခံပြီးတော့သွားတယ်ဟိုကတန်းယူတယ်နောက်အနှစ်ချုပ်တယ်မြမမှုပကြီးကိုလေးလာတဲ့အခါမှာပထမဆုံးလေးလာတဲ့လူတွေကနာယမကြီးရှိတဲ့ဟာကိုပဲကူကြည့်ပြီးတော့ तू ကလက်ကလေးမြောက်နေတဲ့အရုပ်ရှိရင်ကိုကလက်ကလေးပဲမြောက်လိုက်တယ် तू ကအင်းကြီးကိုအညီချေရင်ကိုကအညီပဲချေလိုက်တယ် तू ကလုံကြီးကိုအစိမ့်ချေရင်ကိုကလိုက်အစိမ့်ချေလိုက်ဘာဖြစ်လို့ तू ကအင်းကြီးကိုအညီချေတာလဲဘာဖြစ်လို့အစိမ့်ချေတာလဲ ီထဲမှာအင်းကြီးအစင်မှာဘာဖြစ်လို့ကျဲပုံတဲ့လုံကြီးစင်ကြဘာလို့အတွန့်နေတဲ့လဲလက်ကိုဘာလို့မြောက်တာလဲအပြင်မဲ့လက်မလဲပဲနဲ့အတွင်းမဲ့လက်လက်ဘယ်လိုလုပ်လဲအဲ့လိုသူ့ရဲ့ဟိုဟာပေါ့မူခံတွေကိုလေးလာပြီးတော့ကိုယ်ပိုင် creation နဲ့ကိုယ်ပိုင်ကားတကရင်းနေအောင်ပြုစားအဲ့ဒါကကျွန်တော်တို့တွေ့ရဖြစ်သွားပြီးတော့မှအဲ့ဒါကိုအများလက်ခံနိုင်တဲ့အမှုပညာပစ္စည်းပေါ့အခုဒီအရလို့ပေါ့နော်ဒီထဲမှာရှိနေတဲ့အားတွေကဒါကျွန်တော်ပကန်းခိ့ လူသားသားမျိုးစုံเนาะရသေးပါတယ်ဘရင်ပါတယ်မိဖုရားပါတယ်เนาะရံရွေတော်ပါတယ်နတ်သားပါတယ်တကြားပါတယ်အဲ့ဒီဟာတွေအဝိစားဘယ်လိုရှိသလဲအဲ့ဒီခေတ်ကအဆောက်အဦတွေဘယ်လိုရှိသလဲသူတို့သုံးတဲ့ဒီလူသုံးပုံပစ္စည်းပေါ့အုပ်ကလေးတွေအိတ်ကလေးတွေဘယ်လိုရှိလဲအဲ့ဒါတွေကိုလေ့လာပြီးတော့မှသူတို့လောက်တတ်တဲ့ composition အတိုင်းပြန်ပြီးတော့ဒီဖန်နီးလိုက်တဲ့အခါဒါကျွန်တော်စုလဲစုရဲပကခေတ်လူမြညာတွေကိုမကြည့်နဲ့ရော အခုလည်းလေ့လာတယ်။နောက်သူတို့ဘာဘာလို့ဒီလိုလုပ်တယ်လဲဆိုတဲ့အကြောင်းရင်းကိုလည်းတုပြီးတော့လေ့လာတယ်။နောက်ကိုကိုတိုင်းလည်းဖာနီကြီးကိုလုပ်တာလေသုတုပြုပေါ့နော်အဲ့ဒါလောက်လောက်ခဲ့တယ်။ဟုတ်ကဲ့ဆရာသုတေသနာအကြောင်းလေးလည်းပြောပြပေးပါအောင်ဆရာကြီး။သုတေသနာကကျွန်တော်ကဆရာကြီးဥမ္မောပေါင်းတင်ကဆရာရှင်ဒီဥပဒေမိန်လိုက်လို့သူကသုတေသနာသမားဖြစ်တဲ့အခါကျတော့ဆရာကြီးနဲ့ကျွန်တော်ကလိုက်သွားတယ်။ဆရာကြီးသွားသမျှခကြီးတွေကိုလိုက်တဲ့အခါကျတော့ဘဝထူတာတဲ့ ဒီဗဟုထုတဲ့ဆိုတော့ဗဟုထုတဲ့အချိန်တော့ကျွန်တော်ဗဟုတမိုင်းကိုပြုခိတိအောင်လေ့လာလိုက်တယ်။ပြုခိတိလေ့လာလိုက်တော့တတ်တော်မတတ်ဘူးပေါ့ဒါပေမဲ့တော်တော်တီးမိခေါင်းမိရသွား။ဇာယုမောင်အတင်နဲ့လေ့လာတဲ့အခါကျတော့ဒီတဲ့လွန်ပြီးတော့ခொနဲ့ဆော်လို့ကပြောတယ်ပရီဟစ်စတိကပီရီယက်ကိုရောက်သွားတော့ရှေးလူတွေဘလူးလက်ရှိနေရာကိုရောက်လာတယ်။ဒီနေရာတွေမှာအခုဒီလူတွေနေပေမဲ့ရှေးတော့ကဘလူးတွေနေခဲ့တယ်ဆိုတော့ပရီဟစ်စတိဘိုင်ကိုကျွန်တော်ကပို့ပြီးတော့အောင် စိတ်ပါဝင်စားသွားတယ်စိတ်ပါဝင်စားသွားတော့အဲ့ဒီဟာတွေကိုပေါ်ထုတ်ဖို့ပို့ပြီးတော့ကြိုးစားတော့ကျွန်တော်ပြူကြောက်စာနှစ်ချက်ကိုကျွန်တော်ကိုယ်တိုင်ပေါ်ထုတ်လိုက်တယ်တခုကအဲ့ဒီဆင်ရပြူကြောက်စာဆိုတာဝင်းနည်းမြုပ်နေတယ်ဆင်ရဆိုတဲ့နေရာမှာတွေ့တယ်ပြူကြောက်စာတစ်ချက်ကိုပေါ်ထုတ်နိုင်ခဲ့ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီတိတ်မဝဲပါဘူးမြေသားမြုပ်မှာကြည့်နေတယ်ဆော်လူငယ် ဘာသာဘောင်းဆုံးပါတယ်ညစီကြီးကြောက်စားလို့ပဲပြူစားပါတယ်မွန်စားပါတယ်ပါဠိစားပါတယ်ဆိုတော့ဒီဘာသာ၅မျိုးအခရာ၄မျိုးပါတယ်ကြောက်စားတခုကျွန်တော်ဖော်ထုတ်နိုင်ခဲ့တာကျွန်တော်ကျေအောင်သူရတနာဝါသနာရှင်အတွက်ဒါအမှန်ရေးကြည့်တဲ့လုပ်ဖို့ကြရပဲပါနောက်ကျွန်တော်မြခနောက်ဆိုတော့ဒီ rock shelter ကြီးပေါ့နော်ဒါဟိုတလောတော့ကလည်း TV တွေပါတွေပါလာပါတယ်ဒီ စမုံမြင့်ကြီးရဲ့အရှိဘက်ဂျန်ရှမ်းယုံမတောင်ကြီးရဲမှာပြလင်းကိုကြည့်တယ်ကြောက်ခက်စမုံမြင့်ရဲ့အနောက်ဘက်အလေယုံမမှာဆိုင်တာဆိုင်ကတော့ဒီလိုပေါ့ဟိုအမိုးလုံးနဲ့ကြောက်စုံကြီးအဲ့ကြောက်စုံကြီးအောက်မှာဆင်းရုံကြီးရေးထားတဲ့ဒီကြောက်ခက်နိုင်ရမြည်တခုလေကျွန်တော်ဟောတော့နိုင်ခဲ့တာအဲ့တုံးကတော့ကျွန်တော်ပေါ်မှာအမှတ်တရပါ โอเคဆက်ပြီးတော့ဗောနော်ဒီဆရာကြီးဟိုနှစ်ဗိုလ်ချုပ်နှစ်တရားပြည့်မှာဆိုလို့ရှင်လဲဆရာကြီးဒီနတ်မောက်ကနေမှာဗောနော်ဆရာကြီးမော်ကွန်းကျောက်စာကြီးလုတ်ခဲ့တယ်ဗောဟုတ်ကဲ့ဆရာကြီးအဲ့မော်ကွန်းကျောက်စာကြီးကိုဗောနော်ဆရာကြီးလုတ်ဖြစ်ပုံနဲ့မော်ကွန်းကျောက်စာမှာပါဝင်တဲ့ဆရာကြီးသင်္ကေတတွေအတိတ်ပဲလို့လဲဆရာကြီးပြောပြပြပါဦးဟုတ်ကဲ့အဲ့ဒါလုတ်တာတော့တကယ်ကတော့ကျောက်စစ်ကိုအောင်မင်းလုတ်တာပါအဲ့ဒီနတ်မောက်ကဗိုလ်ချုပ်နှစ်တရားပြည့်ဟိုဟာဗောကျင်းပရေးကော်မတီကနေပြီးတော့အဲ့ဒီနှစ်တရားပြည့်ကျောက်စာတိုင်းလေးတကူလုတ်ခြင်းတယ်ဆိုပြီးတော့ကိုအောင်မင်းစီကိုကျောက်စာလာအပ်တယ် เจ้าสารละอัตตะบุญโจตัวก็ตามมันปุคคหมดกูเจ้าสารตัวบามาตันยานุมาท่องเนท้องเนชีชีเลยจอกยาเลียเนี่ยบลาอวยจี้เลยเปียวๆลิ้วช่องเวชีๆช่องเวชีๆเลยจี้ๆยี้ได้อาจารย์อ่ะดีอาจารย์อ่ะเว้ยだเมลุยสิทธิ์ဝင်สาบ่มีสิทธิ์ဝင်สาออกหลุดได้มุญญุเมตะคู่ขึ้นปุ๊ลุเจ้าสารตัวก็ตัวอ่ะโหอ่ะบ่โหมุญญุเมไม่รู้เลยตัวหมัดตันตะคู่ အဲ့ဒီမှတ်တမ်းကိုမုံညွမ့်မယ်လေတခုဖြစ်အောင်လုပ်ပါလားဆိုတော့သူတို့ကပတ်စံမတတ်နိုင်ဘူးပဲပတ်စံမတတ်နိုင်သူတို့တတ်နိုင်တဲ့ပတ်စံတွေကနေပြီးတော့ဖြစ်လို့လုံးလို့ဖြစ်လို့ရအောင်နံပါတ်1အရွယ်သိမ့်မယ်နံပါတ်2ထည့်ရင်နေရမထည့်ပဲနဲ့မပါမဖြစ်တဲ့ဟာလေးထည့်ပဲဒီလိုဒီဇိုင်းလေးရေးပါလားဆိုပြီးတော့ကျွန်တော်ဒီဇိုင်းလေးတခုလုပ်ပြလုပ်ပြပြီးတော့ကော်မတီကိုတင်ပြလိုက်တဲ့အခါကျတော့တင့်တရားပြေကော်မတီကအာအဲ့ဒါဆိုရင်တော့ကောင်းတာပေါ့ကျွန်တော်လည်းစူးစမ်းပြီးတော့ ရမမွေရှာပါမယ်ဆရာတို့လည်းချော့ချော့ပေါ့ပေါ့နဲ့လုံနိုင်နေမှာလုတ်ပေးပါဒီဟာလည်းဘုချုပ်ဖြစ်တဲ့အတွက်ပြီးတော့နှစ်တရာမှတစ်ခါလုတ်ရတဲ့မွန်ညုံမင်းဖြစ်တဲ့အတွက်အဲ့လိုလုတ်ပါလို့ပြောတယ်အဲ့လိုပြောနေတဲ့အချိန်မှာဒီအကြောင်းကိုတည်သူဆရာတော်ကြီးကသိသွားတည်သွားတဲ့အတွက်တည်သူဆရာတော်ကြီးကမဝေးမဝေးလူဆိုတာကိုလုံနိုင်နေမှာကိုအကောင်းဆုံးလုတ်ရတယ်ငွေကိုငဲ့လို့အချိန်ကိုငဲ့လို့ဘယ်ဟာမှဖြစ်တယ်လို့မလုံးနဲ့အဲ့တော့ကြောက်ခက်ခဲကြည့်တာငါကြည့် ော်မတီစီကကြောက်ဘူးမတောင်းနဲ့ငါကြောက်လို့ပဲဆိုလို့ဆရာတော်ကြီးကကြောက်ကိုပြုတာအဲ့တော့မှကျွန်တော်တို့ကမူလမှန်းထားတဲ့ပုံနဲ့အာဟိုကလေးတော့တိုးလိုက်အောင်ဒါလေးတိုးလိုက်အောင်ဆိုပြီးတော့မှတိုးတာအဲတိုးတဲ့နေရာမှာကျွန်တော်ကဘုံချုပ်ကိုဆရာတော်ကြီးကဘလူးဥကျုပ်ပြုတ်လဲဆိုတော့မြမလွတ်လိုက်ရည်ဘိတုကမြမတတ်မတော်ရင်ဖခင်ဆိုပြီးအဲ့ဒီကလေးလုံးလုံးနဲ့ပြောပါအဲ့ဒီဟာကြီးကခုပေါ်အောင်လုပ်ပါဆိုတဲ့အတွက် ုကျုပ်ရဲ့တမန်ကြောင့်ညီပြီးတော့ဘုကျုပ်ဟာလက်ယုံညီနဲ့နိုင်ငံကိုတိုက်ခိုက်ခဲ့တယ်ဥမာဂျပန်ကိုတော်လာခဲ့တယ်အင်္ဂလိပ်ကိုတော်လာခဲ့တယ်နှလုံးရည်နဲ့နိုင်ငံရေးသမားတယောက်အနေနဲ့လုပ်ခဲ့အဲ့ဒီမှာအပြုတ်နဲ့အမှားပေါ့နော်လက်ယုံညီနှလုံးသားနဲ့တိုက်ခဲ့တဲ့ဘုကျုပ်ရဲ့စည်ရေးစွမ်းရည်နဲ့နိုင်ငံရေးစကားပြောပြီးတော့မိပညာပရိယေတွေနဲ့နိုင်ငံရေးကိုရယူခဲ့တဲ့ပုံကျုပ်ရဲ့ဒီနှလုံးသား ဟိုဟိုဟာပေါ့ပညာနဲ့နိုင်ငံရေးပညာအဲ့ဒီငကုတလုံးကိုပေါ်ပေါ်ခဲ့ပါအဲ့ဒါဒီကျွန်တော်ပေါ်တဲ့အတိုင်းလဲလက်ဝင်ခံပြီးတော့ကိုအောင်မင်းကလုပ်ပေးပါတယ်ကျွန်တော်တို့အဲ့ဒီမှာမရလိုက်တာအချိန်ပေါ့အပ်တဲ့အချိန်ကလည်းအတော်ကပ်နေတယ်နောက်ဒါလည်းရဲကိုဆွဲရနိုင်ဆွဲလို့မရဘူးဘုရုံနဲ့တရားကြီးအမိဖြစ်ကိုဖြစ်ရမယ်ဆိုတော့မှနေရောညရောတတ်နိုင်တယ်များကျွန်တော်တို့အကောင်းဆုံးလုပ်ပ အဲ့တော့ဘာပဲပြောပြောဒါလေးကတာမန်ကြောက်စာတစ်ချက်ကနေပြီးတော့မွန်ညွမဲ့လေးတခုဖြစ်သွားတဲ့အတိကျွန်တော်တို့တီတူဆရာတော်ကြီးရဲ့ဆုံးမဩဝါဒနဲ့လို့လုံနိုင်ခဲ့ပါဟုတ်ကဲ့ဆရာဒီပေါ့နော်ကိုဘိုးကျော်ရုပ်ထုထုလိုက်တဲ့ခါမှာဆိုလို့ရှိရင်လည်းပေါ့နော်ဆရာဒီဘိုးကျော်အောင်ဆန်းရဲ့ကွဲပြားခြားနာချက်ကိုဆရာကြီးပြောပြလိုက်လို့ပေါ့နော်နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ကိုတော့သဘောကျသွားတယ်လို့သိရပါတယ်ဆရာအဲ့ကွဲပြားခြားနာချက်လေးကဘာများရှိလဲပြောပြပါဦးဒီကပါဆိုတာကျွန်တော်တို့ကလေးလာတဲ့အခါမှာဘုဇုကနိုင်ငံရေးမှလည်းထူးပြန်တယ်လို့ တယုံရင်မှလည်းထူးကြတော့နရက်ကအဲ့ဒါကိုပြဘဲဘဲနရက်ကခြုံပြီးတော့ကတ်တယ်ညာဘဲနရက်ကဝိုင်းပြီးတော့နည်းနည်းလေးဘေးကားတဲ့အောင်ရှိတယ်ငါဝိဇ္ဇာနဲ့ကြည့်လို့ရှိရင်နရက်ဝိုင်းပြီးတော့နရက်ကားတဲ့လူကသူအတွေးခေါ်ပါတယ်အနရက်ကတ်ပြီးတော့နရက်ခြုံတဲ့လူကသူအတတ်တည်ပါတယ်အဲ့တော့ဘုဇုတ်ကအဲ့အာကြီးနှစ်ခုစလုံးကြည့်တယ်ဆိုတော့ဘုဇုတ်ပုံကိုလေးလာတယ်ဘုဇုတ်ရဲ့ကာရိုက်တာကိုလေးလာလိုက်တဲ့အခါကျတော့သူ့နရက်မှာဘဲဘဲနရက်ကသူ့ရဲ့သူရတ္တတိကိုပြပါ ညာဘက်နေရွက်ကသူ့ရဲ့နှလုံးရည်ကိုပြရတယ်ဆိုတာသိတာအဲ့ဒါကကျွန်တော်ကသိတာအဲ့တော့အမကြီးကကျမဘေးကနေရွက်တစ်ဖက်နဲ့ဘယ်မတူဘူးတော့ရှင်သိလာတယ်သူကတော့အဖေဆိုတော့သိတာပေါ့တစ်ဖက်ကဂျုံပြီးတော့ကတ်တယ်တစ်ဖက်ကควายပြီးတော့ကားတယ်အဲကျွန်တော်သိပါတယ်ခင်ဗျာကိုကျိုးကနှလုံးရည်သဘာဖြစ်တဲ့အတွက်ညာဘက်နေရွက်ကကားပြီးတော့ควายပါတယ်လက်ယုံရည်သဘာဖြစ်တဲ့အတွက်ဘယ်ဘက်နေရွက်ကချုံပြီးတော့ ည်းနည်းကပ်ပါတယ်ပြောအဲဟုတ်တယ်ကျမကလည်းအဲ့ဒီတိုင်းပဲဆိုအမကြီးတော်သဘောကျသွားပါတယ်